ဘတ်ဆောင်ယုံညံ့တဲ့စစ်ရမြကိုင်းချောင်းငလျင်ကပ်ဘေးတံပိုခံရတဲ့တိုင်ပြည်မြန်မာနိုင်ငံဟာ စိတ်ဓာတ်ခံယူချက် အတွေးခေါ်ကိုကျင့်သီလပြောဆိုအလောက်ကိုင်းအကျင့်စရိုက်နဲ့စင်ကျင်တုံတရားစာနာခြင်းတရားစတဲ့ပိုင်းတွေမှာဘတ်ဆောင်ယုံညံ့တဲ့စစ်ဘလူးတပတ်မကောင်းဆိုးဝါစစ်ရမြကိုင်းရဲ့ဂုတ်ခွစီအုတ်ချုပ်တာကိုနှစ်ပေါင်း80ကျော်ခံနေရတဲ့ တိုင်းပြည်ဖြစ်ပါတယ်။အဲ့ဒီလိုဗတ်စုံယုံညံ့တဲ့စစ်တရဝါဇိုးတွေရာစုနှစ်၃ပုံ၄ပုံနီးပါးတရားမဲ့ဗိုလ်ချုပ်အုပ်ချုပ်ခွင့်ရသွားတဲ့မြန်မာနိုင်ငံဟာဗတ်စုံအကြီးသွေးနိုင်ကြကြံရိတ်ခဲ့ရပါတယ်။နိုင်ငံရေးမှာအကြီးသွေးကြစီမံခန့်ခွဲမှုနဲ့အုပ်ချုပ်ရေးမှာအကြီးသွေးကြ အတွေးခေါ်အတီတရားနဲ့ကိုကျင်တရားမှာလည်းအည်သွေးကြစီဝါရေးမှာအည်သွေးကြအပေါ်ထက်အဆောက်အုံတွေမှာလည်း အည်သွေးကြ၊ကျမ်းမာရေးမှအည်သွေးကြ၊ပညာရေးမှအည်သွေးကြ၊အမှုပညာဖန်တီးမှုမှအည်သွေးကြ၊ထုတ်ကုန်မှအည်သွေးကြ၊လမ်းပန်းဆက်သွယ်ရေးမှအည်သွေးကြ၊မီဒီယာနဲ့လူမှုဆက်သွယ်ရေးမှအည်သွေးကြလို့ကဏ္ဍဆောင်ဘတ်ဆောင်မှအည်သွေးနှိမ့်ကြခဲ့ရပါတယ်။မကောင်းတဲ့ဘက်၊ရုပ်မာတဲ့ဘက်မှထူးချွန်လွမ်းလာမှုဘတ်ဆောင်ယုံညံ့နဲ့စိရမြကိုင်းကြောင် တ်ဆုံအကြီးသွေးကြာသွားခဲ့ရတာမို့နိုင်ငံသူနိုင်ငံသားတွေခါးစည်းဒုက္ခခံရတာကိုလက်တလောဖြစ်ပြက်သွားတဲ့သခိုင်းပြည့်ရကျော်ငလျင်ကြီးကြောင့်ဖြစ်လာတဲ့တဘာဝဘေးအန္တရာယ်ဇိုးကြီးနဲ့ကြုံတွေ့လာရတဲ့အခါမှာခြေကွဲ တုံ့လှုပ်စရာအလွန်ကောင်းလာပြီးတော့အချိန်မီကယ်ဆယ်ရေးမလုပ်နိုင်တာမို့မလိုအပ်ဖဲကြီးမားစွာပြည်သူတွေအသက်ဆုံးရှုံးနေရတဲ့အဖြစ်ဆိုးကြီးကတက်တည်ခံနေပါဗါးအခုလို နိုင်ငံနဲ့ချီတဲ့ကဆိုးကြီးတွေစိုက်လာပြီဆိုရင်စိတ်သက်ကောင်းမွန်ပြီးအည်သွေးပြည့်မီတဲ့အစိုးရကောင်တရက်ရှိဖို့အလွန်အရေးကြီးပါတယ်။လူလူကောင်းဆောင်ဒေါန်ဆန်းစွကြည်တို့ရဲ့ပြည်သူအစိုးရအုပ်ချုပ်ခဲ့စဉ်ကကိုဗစ်ရောဂါကဆိုးကြီးကြုံကြိုက်လာခဲ့ပေမဲ့အစိုးရနဲ့နိုင်ငံသားတွေတက်ညီလက်ညီလက်တွဲရင်ဆိုင်ခဲ့ကြတာမို့အဆုံးရှုံးနေပါခဲ့တာအမိုင်းမှာလက်လက်ဆက်ဆက်ကြီးရှိပါနေတယ်။ဒေါ်အောင်ဆန်းစွကြည်တို့အစိုးရလက်ထက်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကစိုးကြီးဖြစ်ပွားခဲ့တော့က2020ပြည့်နှစ်မတ်လ13ရက်နေ့မှာကာကွယ်ထိန်ချုပ်ဥတာရေးမြို့သားစဉ်ဘဟုကော်မတီကိုဖွဲ့စည်းခဲ့ပြီးတော့အဲ့ဒီကော်မတီမှာနိုင်ငံတော်အတိုင်းအမြံပို့ဖို့တော့အောင်ဆန်းစုကြည်ကိုတိုင်းဥက္ကဋ္ဌအဖြစ်ဦးဆောင်လို့ရေးပေါ်ခြေနေတွေကိုတုံ့ပြန်ဖို့နဲ့ကယ်ဆယ်ရေးကာကွယ်ကူတာရေးအစီအမံတွေကိုအမြန်ဆုံးဆောင်ရွက်ခဲ့ကြပါတယ်။အခု သမရာယုမင်းအောင်လှိုင်တို့အာနာလုထားတဲ့ကာလတွင်ငလင်ကဆိုးကြီးဖြစ်ပွားလာတဲ့အခါမှာဒုရုခေါင်းဆောင်တော်အောင်ဆန်းစွကြည်တို့ရဲ့ပြည်သူအစိုးရရဲ့ဆောင်ရွက်ခေတ္တတွေနဲ့ပြည်သူလူထုပေါ်စည်နာလုံးလုံးမရှိတဲ့စစ်သမားကိုင်းရဲ့ငလင်အရေးပေါ်အခြေအနေကို တုံ့ပြန်မှုလုပ်ရက်တွေကိုနိုင်ရှင်ကြည့်လိုက်မယ်ဆိုရင်နတ်သက်စီနဲ့မစင်ပမာကွာချလာတာထင်ထင်ရှားရှားတွေ့နိုင်ပါတယ်။ သူတို့လုပ်ရမထီရောက်တာအည်သွေးနိုင်ကြတာတွေမကပဲစေရနာလည်းနိုင်ကြတဲ့ပြီးပြည်တွင်းနဲ့နိုင်ငံတကာအကူအညီတွေကို ပိတ်ပင်တာအောင်နေစေကတမင်တကာရုံမှာခဲ့ကြပါတယ်အဆိုဆုံးကတော့ဘာဝဘေးဇိုကြီးကြုံတွေ့နေရတဲ့အလင်းဘေးတင်ရာဒေသတွေတဲကအားကိုးရမဲ့ပြည်သူတွေကို လူမဆန်စွာလေကြောင်းကဘုံကျဲတိုက်ခိုက်တပ်ဖြတ်မှုတွေဆက်လုပ်ခဲ့ကြတာပါပဲအများပြည်သူတွေဟာ ၊လူညာဝဲဆွဲ၊လဲရတခိုးထောင်းခံရတဲ့အဖြစ်ဆိုးနဲ့ကြုံနေကြရပါတယ်။ကေဆရစ်ချင်းမီမလုတ်တဲ့ပြင်လက်နက်တွေနဲ့ထက်မှန်တက်ဖြတ်တာဟာဘလို့မှမလွတ်နိုင်တဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့စစ်ရာဇဝင်မှုကြီးတွေကျူးလွန်နေကြတာပဲဖြစ်ပါတယ်။ဒါကြောင့်အာနာလူစစ်ရမြကိုင်းဟာမြန်မာနိုင်ငံသူ နိုင်ငံသားတွေကိုမျက်ရည်ကြီးငယ်ကြစေဒုက္ခပင်လေ ဝေစီတဲ့မကောင်းဆိုးဝါးအုပ်စုပါပဲ။ ပြည်သူတွေအတွက်တော့ဒေါအောင်ဆန်းစုကြည်တို့ရဲ့အစိုးရဟာမိခင်ရင်းနဲ့တူပြီးအာနာလူစစ်မြကညာတာလူတဲ့ဘလူးမနဲ့တူတူပါပဲ။သကိုင်းပြည့်ွေငလျင်ကပေးကြီးမှာစစ်အာနာလူကန်းရဲ့အဆုံယုံညံ့ပုံတွေကိုအောက်ပါတီးရသလောက်စူးစီးရေးသားပေးလိုက်ပါတယ်။နံပါတ်၁တန်းပြည်တွေမှာတပေးတွေချရောက်တဲ့အခါအစိုးရခေါင်းတွေနဲ့ သူတို့စစ်တပ်တွေကကယ်ဆယ်ရေးတွေလုပ်ရတာဖြစ်ပါတယ်။ဒီလိုမြန်မာနိုင်ငံမှာတော့ငလျင်ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့လူဝင်အားလိုအပ်ချက်ရှိနေပေမယ့်အာဏာလုစစ်တပ်ဟာသူတို့ရဲ့လက်နက်ကင်တပ်အင်အားကိုလူမှုကယ်ဆယ်ရေးလုပ်ငန်းတွေမှာအသုံးပြုနိုင်တာမရှိပါဘူး။စက္ကစားရဲ့လူကယ်ပြန်ဝင်ကြီးဌာနဆိုတာကယ်ဆယ်ရေးလုပ်ငန်းကို လုံးဝတာဝန်မယူနိုင်မလုပ်နိုင်ပဲအောက်ပိုင်းတည်နေတဲ့အမေရိကန်ဝင်ကြီးဌာနဖြစ်နေပါတော့တယ်။ ံပါတ်1ငရင်းကဲဆယ်ရစ်ထရောက်ဖို့တရင်စီစစ်ရွယ်ကူဖို့စက်တွေလိုင်းတွေနဲ့အများပြည်သူတရင်ချက်လက်ရပိုင်ခွင့်တန်တက်ထားတာကိုရုပ်သိမ်းဖယ်ရှားဖို့နဲ့စက်တွေလိုင်းတွေပြပြဝဝပြန်ရရှိဖို့မြန်မာနိုင်ငံ digital အခွင့်အရေးလှုပ်ရှားတဲ့အဖွဲ့80ကျော်ကမတ်လ30တရက်နေ့မှာ ထုတ်ပြန်တောင်းဆိုထားပြီးမြန်လက်ပိတ်ထားစေပါပဲ။နံပါတ်2စကိုင်းမှာငလင်းတန်းကြောင့် လူကြီးကဒေဆိုးမှုများကကယ်ဆယ်ရေးလုပ်ငန်းများအရေးတကြီးလိုအပ်နေချိန်မှာစစ်ကောင်စီကစည်ရေးလုံခြုံရေးရဆိုပြီးတော့ကိုကြီးကယ်ဆယ်ရေးအဖွဲ့တွေကိုည7နာရီနောက်ပိုင်းကယ်ဆယ်ရေးမလုပ်ဖို့တားမြစ်ခဲ့ပါတယ်။နံပါတ်၄နလင်းကြောင့်ထိကိုက်ဒေဆိုးသူတွေရဲ့ရုပ်တောင်းတွေကိုလည်းအကျိုးဆက်ကတမ33နားမှာဆိုတော့စည်ရေးလုံခြုံရေးရဆိုပြီးလုံဝကြိုးခွင့်မပေးတာမို့မန္တလေးကိုဆင်းပြီး တချို့ရနေတယ်လို့သိရပါတယ်။နံပါတ်5မြို့သားညီညွတ်ရေးဆိုရ NUG ကပုဂံကာကွယ်စစ်မှလွဲပြီးကြံထိုးစစ်အားလုံးကိုမတ်လ30ကနေဧပြီလ17ရက်ထိရက်ဆိုင်ကြောင်းကြေညာခဲ့ပါတယ်။ထို့တူပဲအာရခတက်တော် AA ကိုကန်တက် MNDAA နဲ့တောင်မြူသားလူမျိုးရေးတက်မတော် TNLA စတဲ့ညီနောင်မဟာမိတ်၃ပွဲကလည်းစစ်ကောင်စီနဲ့တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေမှာ ခုခံကာကွယ်တဲ့တုံ့ပြန်မှုကလွယ်ပြီးစတင်ထိုးစစ်ဆင်တိုက်ခိုက်မှုမလုပ်ပဲဧပြီလ၁လလုံးဖက်သက်အပြစ်ခတ်ရစဲကြောင်းဧပြီလ၁ရက်နေ့ကကြေညာထားပါတယ်။ဒါပေမဲ့စစ်ရမခေါင်းဆောင်ဘီယူမင်းအောင်နိုင်ကဧပြီလ၁ရက်နေ့နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ငလျင်ဘေးတင်ဒေသတွေအတွက်စီဝါရေးလုပ်ငန်းရှင်တွေကိုတိတ်နေရသည့်ထဲဖို့ PRP ချင်းချောက်ခိုင်းတဲ့အလူငွေပေးရဖြူဒန်းပွဲမှာ ဒေါ်လာရင်းအင်အားစုတွေကိုဆက်ပြီးတိုက်ခိုက်သွားမယ်လို့တုံ့ပြန်ခဲ့ပါတယ်။ဒါပေမဲ့လည်းအခုတော့အလုံးကဖီးယားဝိုင်းပေးကြတဲ့အခါဘုံလဲကျဲပြီးပြီဆိုတော့အပြစ်ရက်ပါမယ်လို့ဒီနေ့ကြေညာပါပြီ။ကလင်းဘေးကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ဖို့အတွက်အဆက်တရက်ကြာယာယီပြစ်ခတ်တိုက်ခိုက်မှုတွေရက်စဲထားမယ်လို့အရင်ယူမြောက်နိုင်ငံကဧပြီလ2ရက်နေ့ညမှာထုတ်ပြန်ခဲ့ပါတယ်။အပချောင်း စစ်ရမြဂိုင်းရဲ့သတင်းထုတ်ပြန်ရေးဖွဲ့ကောင်းဆောင်မူတာပျော်လွန်တဲ့ဇော်မင်းထွန်းကတော့မတ်လ30ရက်နေ့တုန်းကလည်းနေရာထိုင်ခင်းအစမပြေနိုင်မှုကိုကြောင်းပြပြီးနိုင်ငံခြားသတင်းတောက်တွေကိုငလင်းသတင်းယူခွင့်ကိုပိတ်ပင်ခဲ့ပါတယ်။ဆီယာနာရှင်တွေဟာလူသိမ့်ချီတေဆုံးရတဲ့အောင်ရှိနာကင်မုံတိုင်းတိုက်ခတ်ခံရတုန်းကလည်းပဲ2023ခုနှစ်မိုးခါမုံတိုင်းရေကြီး ခုမှလည်းဘာဝါဘေးတရင်မတန်းယူသူများကိုဖမ်းဆီးချုပ်နှောင်ခဲ့ကြပါတယ်။နံပါတ်9မန္တလေးမှာအင်အားပြင်းငလင်လှုပ်ခတ်ခဲ့ပြီးလူထောင်နဲ့ကြည်တည်ဆုံးခဲ့တယ်လို့ဆယ်ပြေးဖို့လိုအပ်နေတဲ့သူတွေလည်းပျက်စီးပုံကြားမှာဒီနေ့ထိအများသူကြံရှိနေသေးပေမဲ့စစ်သမ ्या အကိုင်းကတော့ဂျမန်တပ်တွေကို66လမ်းနဲ့26ဘီလမ်းပေါ်ဆက်လက်လှုပ်ဆောင်နေပါတယ် ဥဂန္ဒအမန်ဒီရီနဲ့တောင်းတဒီအန်အန်လေးပါဝင်လူမျိုးစုလက်နက်ကင်တပ်တွေကတော့ငလင်တန်တင့်ပြည်သူတွေကိုစာနာတဲ့အနေနဲ့မြောက်နယ်မြေတွေမှာတကြံပွင့်ခန်းသားတွေပြုလုပ်တော့မှာမဟုတ်ချောင်းကြီးညာထားပါတယ်အရှိငလင်ဘေးအတွက်နိုင်ငံတကာကပေးတဲ့ကူညီတွေလူသားနဲ့ငွေကြေးတွေကိုလည်းထုံးစံတိုင်းဝင်လင်းမြင်သာမှုမရှိပဲတကယ်လိုအပ်တဲ့ပြည်သူတွေတက်မတုံပဲ ောက်ကရဝတ်တုံးမို့လို့ရွာရင်တဲ့နေရာကွက်ကြားရွာချတယ်လို့သူတို့လိုရာတုံဆွဲနေကြပါတယ်။နံပါတ်ကိုစစ်ရမြအကိုင်းကမန္တလေးကပုဂ္ဂလိကစေယုံများစွာကိုစီရီယမ်ဆရာဝန်တွေနဲ့ကျမရဲ့ဝန်တန်းတွေခန့်လို့အကြောင်းပြကပိတ်စေခဲ့တာဟာအစိုးရစေယုံတွေကုလုံငလျင်ဘေးမှာမနိုင်မနှင်းဖြစ်ရင်နေနိုင်မှာဖြစ်ပါတယ်။ ိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်တော်အောင်ဆန်းစုကြည်ကအောက်ပါတိုင်းတစ်ခါကငင်ကြားခဲ့မှုပါတယ်။အစိုးရကောင်တရက်ဟာပြည်သူတို့ရဲ့လူအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်တဲ့ပြည်သူစီကနေပြီးတော့အရယူဖို့ထက်ပေးဆက်နိုင်ဖို့အတွက်အပြည့်အဝတာဝန်ယူတဲ့အုပ်ချုပ်သူတွေပဲဖြစ်တယ်လို့ယုံကြည်တယ်။အစိုးရဆိုတာဩဇာအာဏာနဲ့ခွင့်ရေးကိုယူဖို့မဟုတ်ဘူးပြည်သူတွေအတွက်လုံလုံဖို့ပါပဲတဲ့။ဤသို့အာနာလူဘယင်ယုမေအောင်လိုင်းကတော့ ပြည်သူတွေအတွက်လုံမလုံပဲဆရာနာရှင်စနစ်ခိုင်းမြဲဖို့သူနဲ့သူ့မိသားစုအာဏာတည်မြဲရေးအတွက်အလုပ်လုပ်နေတာပဲဖြစ်ပါတယ်။ဒီဆောင်မကိုညီကုန်းချုပ်ရခြင်းပတ်စုံယုံညံ့တဲ့စစ်သမားကန်းကြောင့်အဆုံရည်သွေးကြခဲ့ရတဲ့ဒိုင်းပြည်မှာအခုလိုကပ်ဘေးကြီးတွေကြောက်ရောက်လာတိုင်းချစ်ချစ်ရောက်ရောက်မကဲစဲနိုင်အကာအကွယ်နိုင်ပဲအများပြည်သူတွေမှာကြီးခိုက်ဆုံးရှုံးမှုတွေကြီးမားကြရပါတယ်။မြန်မာဟာငလျင်ကပ်ဘေးတံ လူလုတ်ကပေးတံကိုခံရပါတယ်။ယနေ့မြန်မာနိုင်ငံကိုအုတ်ခွအုတ်ချုပ်နေတဲ့စကားဆအမိခံဖွဲ့ဟာအစိုးရမဟုတ်ပါဘူး။ဓမြကိုင်းတိုင်းတတပါပဲဖြစ်ပါတယ်။အနာလူထားတဲ့စစ်ဓမြကိုင်းကသူ့လုတ်ဖြစ်တဲ့ကယ်ဆယ်ရေးမလုပ်နိုင်တူတာဝင်မယူနိုင်တော့ပရာဟိတတွေပြည်သူတွေကကိုထုကိုထတာဝန်ယူကြရနိုင်ငံကာကအိမ်ကြီးချင်းတွေကပိုင်းပြီးတာဝန်ယူကြရတာဖြစ်ပါတယ်။တိုင်းပြည်မှာ အောက်တိုဘာလ3မှန်ပြီးအာနာမလူခဲ့ရင်ပြည်ရင်းစစ်မဖြစ်ခဲ့ရင်တနိုင်ငံလုံးတက်ညီလက်ညီလှုပ်ဆောင်နိုင်ကြရင်တရင်စီစဉ်လွယ်ကူဖို့ဆက်သွယ်ရေးလိုင်းတွေနဲ့အများပြည်သူတရင်ချက်လက်ရပိုင်ခွင့်တွေကန့်သက်ဖဲအင်တာနက်မပိတ်ပင်ရင်ငံတကာဖွဲ့စည်းတွေကိုတိထက် ပို့ပြီးတော့ပြည်ဝင်ဝင်ပေးပြီးအကူအညီလက်ခံခဲ့ရင်မန္တလေးကပုဂ္ဂလိကစေယုံတွေကိုမပိတ်ခဲ့ရင်ပို့ပြီးတော့ပြည်သူအသက်ကာကွယ်နိုင်မှာ လူပေါင်းများစွာပုံပြီးကဲတင်နိုင်မှာဖြစ်တယ်လို့မသေးတင်ပဲမသေးရအောင်လေဆောင်းရှောက်နိုင်မှာမလွဲအေကံဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ဒီမိမာဖော်ပြထားတဲ့နင်းကောင်းချစ်ရဲ့ဆောင်းမှာဖြစ်ပါတယ်မြမပြည်သူပြည်သားအပေါင်းလေအញ្ញံဆုံးအေချမ်းသာယာလွတ်လပ်ပြီးတော့ ကိုစိတ်နှဖျားကျမ်းမာချမ်းသာရှင်လန်းပါစေကြောင်းစုမုံကောင်းတောင်းပေးလိုက်ရပါတယ်ခင်ဗျာ